နိုဘယ်ငင်းချင်ရေးစုရွေးချယ်ပြီးတဲ့ကော်မတီဟာတကယ့်ငင်းချင်ရေးလှုပ်ဆောင်ချက်တွေထက်မူဝါဒစွဲတွေကိုအခြေခံပြီးရွေးချယ်မှုတွေလုပ်နေတယ်လို့အင်ဖီရိုကဆွဆဲခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုအခုနှစ်နိုဘယ်ငင်းချင်ရေးစုချီးမြှင့်တင်တယ်လို့ထရမ့်ရဲ့ဘက်တော်သားတွေကအင်တိုက်အားတိုက်ထောက်ခံခဲ့ကြပါမယ်လေ။အော်တိုဘာ၁၀ရက်နေ့ကြေညာမှုအရတော့ဗင်နီဇွဲလားအတိုက်ခံခေါင်းဆောင်မာချာဒိုကတော့၂၀၂၅ရဲ့နိုဘယ်ဆုရှင်ဖြစ်လာခဲ့ပါတယ်။ နိုဘယ်ကော်မတီကမာချာဒိုဟာအန်ဒီရဲ့မြလာတဲ့ပတ်ဝန်းကျင်မှာရရရရင်ခခိုင်မမရက်တရင်ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးအားထုတ်မှုတွေကိုအပတ်တကုတ်ကြိုးစားလှုပ်ဆောင်နေရကြောင့်ဒေဆုကိုချင်းမြင်ရတာဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။ထရမ့်ဟာဒီနှစ်အတွက်နိုဘယ်ငြိမ်းချမ်းရေးဆုကိုလိုချင်ကြောင်းလူသိရှင်ကြားပြောကြားထားသလိုသူဟာသမ္မတတပ်တန်းနှစ်ကြိမ်အတွင်းကမ္ဘာကျွလောက်အစ်စ်ရေးပဋိပက္ခခုနှစ်ခုလောက်ကိုကျောင်းဝင်ပြင်းငိမ့်စေခဲ့ပြီဖြစ်တယ်လို့လည်းကြေကျော်ထားပါတယ်။နိုင်ငံခေါင်းဆောင်တွေနဲ့တွေ့ဆုံတဲ့အချိန်မှာလဲထရမ့်က လူတိုင်းသူကိုနိုဘယ်ငြိမ်းချမ်းရေးဆုရရစေချင်တယ်လို့ပြောလို့ရှိပါတယ်။ဒါပေမဲ့ကမ္ဘာပေါ်မှာနိုင်ငံရေးအရာအကုန်သိခါအမြင့်ဆုံးဖြစ်တဲ့ဆူကြီးကတော့ Trump ဒီလက်တွေ့ရောက်မလာခဲ့ပါဘူး။ဆုရွေးချယ်ထားတဲ့ဆုံးဖြတ်ချက်ကိုကြည့်ရင်နိုဘယ်ကော်မတီဟာတကယ်ငြိမ်းချမ်းရေးထက်မူဝါဒစွဲတွေကိုပိုပြီးဦးစားပေးမှန်းသိတာလွန်တယ်လို့ Imperial ဆက်သွယ်ရေးဒါရိုက်တာ Steven Chun ကဝေဖန်ခဲ့ပါတယ်။ဆုမရပါမဲ့လဲတမရ Trump ဟာငြိမ်းချမ်းရေးသဘောတူညီချက်တွေရရှိဖို့စစ်ပွဲတွေကိုရပ်တန့်ဖို့နဲ့လူအသက်တွေကိုကယ်ဆယ်ဖို့ လုံတဲ့နေရာတွေကိုဆက်လုသွားမယ်လို့သူကလူမှုကွန်ရက်မီဒီယာအိတ်စ်မှာရေးသားခဲ့ပါတယ်။သမရထရန့်ဟာလူသားချင်းစာနာမှုပြေဝတဲ့နှလုံးသားရှိကြောင်းစိတ်ဆန္ဒပြင်းပြမှုတသက်နဲ့တောင်တွေကိုတောင်ရှစ်ပြည့်နံလောက်တဲ့သူ့လိုလူသားမျိုးထပ်မရှိနိုင်ကြောင်းလဲချွန်းကဆိုပါတယ်။ထရန့်မှာလလောလလတ်အနေနဲ့ဂါဇာစစ်ပွဲအဆုံးသတ်နိုင်ရဲ့အတွက်ပထမအဆင့်ဆွေးနွေးမှုတွေအထောက်အမြောက်လာအောင်အစ်စတရီနဲ့ဟောင်းမတ်တို့ကိုတင်းသွင်းထားနိုင်ခဲ့ပြီဖြစ်ပါတယ်။အစ်စတရီဟောင်းမတ်ဆွေးနွေးမှုတွေသဘောတူညီမှုရရှိခဲ့တဲ့နောက် နိုဘယ်ငြိမ်းချမ်းရေးဆုကိုမကျေးညာခင်နှစ်ရက်အလိုမှာအင်ဖီရောကထရမ့်ကိုငြိမ်းချမ်းရေးသမ္မတလို့အညွှန်းဆိုထားတဲ့ post ကိုလည်း Facebook ပေါ်မှာတင်ခဲ့ပါသေးတယ်။အမေရိကန်သမ္မတဖြစ်ခဲ့ဘူးသူတွေထဲမှာ Theodore Roosevelt, Woodrow Wilson, Jimmy Carter နဲ့ Barack Obama တို့ဟာနိုဘယ်ငြိမ်းချမ်းရေးဆုတွေကိုရရှိခဲ့ကြပါတယ်။ဒါပေမဲ့ရာထူးလက်ကအခြေအနေနဲ့အဆုရတဲ့အမေရိကန်သမ္မတကတော့ Obama တူးတာရှိခဲ့ပါသေးတယ်ရှင်။